နေ့1989ခုနှစ်ဦးတကူလာပြည်ကျော်စနေရက်ကျသာပတိနေ့2025ခုဧပြီလ24ရက်ဒီနေ့စပြွေးနေ့မွေးမြူရေးစပြွေးမွေးမြူရေးနေ့စေနဟွန်ကြီးဌာနဒီဌာနနဲ့မြစင်းဦးစီးဌာနဝန်ထမ်းမိသားစုတွေစုပေါင်းပြီးတော့နိုင်ငံတော်ပြည်ရဲ့သံဃာတက်ကစုမှာစကင်းဆုံးကြတဲ့ရအောင်ရှိတဲ့သံဃာတော်များကိုတနေ့တန်းဆွမ်းခဲ့ပေပေါ်စင်းချူချင်ရတာ ဖျာဖျာတို့ကိုစက္ကန့်တန်းကြပါလေဒီလူတန်းဘွေမှာဘုန်းကြီးနေနဲ့အနုမောဒနာဖမန်ဝမ်းမြောက်ကြောင်းတရားစကားကိုအနေငယ်မြဟောကြားနာကြရအောင်မြတ်စွာဘုရားကအင်္ဂုတ္တရနိဂေမစ္ကန်နိပတ်မှာဘောဇနာတုတ်အနေအားဖြင့်ဆွန်းလူတဲ့ပုဂ္ဂိုလ်တွေအရာငါးမျိုးကိုလူတန်းရရောက်တယ်လို့ဉ္စီမန်းနိဘခွေအဘောဇနာဘခွေတရားမှာတော့ဒါရေကိုပဋိက္ခဟကနာပင်စဌာနာနိဒေတိ ဘောဇဉ်အဟာရကိုသွန်းကိုလူတန်းတဲ့ပုဂ္ဂိုလ်ဟာအလုံခံပုဂ္ဂိုလ်တွေကို၅မျိုးသောအရာတို့ကိုလူတန်းရာရောက်ပါတယ်တဲ့။ဘာတွေလဲဆိုလို့ရှိရင်အာယုန်တေတိဝန္နံတေတိဒုက္ခံတေတိပလန်တေတိပတိပန္နံတေတိမာနိကောဘိက္ခေမင်းသာဤဘောဇဏဘိက္ခတတမနောဒါယကောဣမာနိပင်စဌာနာနိပဋိက္ခာနံဣမာနိပင်စဌာနာနိတေတိဒီလို ဇွန်းဘောဇင်တစ်ခုလူရာနဲ့အရာငါးမျိုးကိုလူလူရာရောက်သွားပါလေအသက်ကိုလူရာရောက်တယ်ဆင်းကိုလူရာရောက်တယ်ချမ်းသာကိုလူရာရောက်တယ်တက်ရှိဆင်းလာချမ်းသာရဖလဉာဏ်ပညာဇွန်းလူအကျိုးဤငါးမျိုးတကိုးကြည့်လာစွာဆိုပြီးတော့ဒီလိုအာယုန်ဒိဋ္ဌိဝဏ္ဏဒိဋ္ဌိဒုက္ခဒိဋ္ဌိပဏ္ဏဒိဋ္ဌိပတိပါဏဒိဋ္ဌိဒီလိုငါးမျိုးကိုလူရာရောက်တဲ့အတွက်ကြောင့် ဒီဆွမ်းလူဌာနရဲ့အကျိုးပေးရာဖြစ်တယ်လူဘဝနှစ်ဘဝမှာဒီ၅မျိုးကို ပြန်လည်ရရှိပါတယ်တဲ့ဒီအယုန်တ္တဝအယုန်ကဘာဂီဟောတိဒိဗ္ဗတ္တဝမာနုတ္တဝဝဏ္ဏတ္တဝဝဏ္ဏသဘာဂီဟောတိဒိဗ္ဗတ္တဝမာနုတ္တဝသုခံတ္တဝသုခသဘာဂီဟောတိဒိဗ္ဗတ္တဝမာနုတ္တဝပဏ္ဏတ္တဝပဏ္ဏသဘာဂီဟောတိဒိဗ္ဗတ္တဝမာနုတ္တဝ ฏิภาณันตัตถะปฏิภาณัตตะภากิโหติဒိဋ္ဌတ္တဝါမာနုတ္တဝါလို့မြတ်စွာဘုရားကအင်္ဂုတ္တရညိကေပင်စကဏိပတ်မှာဒီလိုငါးမျိုးကိုလူတဲ့အတွက်ကြောင့်ဒါသတိစနေတိသတိတံပါကံတူတဲ့အကျိုးကိုပြီးတယ်ကျူတဲ့အကျိုးကိုရတယ်ဒီလောကမှာလည်းပဲရူပဝိတ္တသဘောတရားတွေဒီသက်ရောက်မှုတိုင်းမှာ တူညီသောတံပြန်သက်ရောက်မှုရှိတယ်ဆိုပြီးတော့ အဲတခါလည်းပဲကအမှုမြူဖွင့်ပြလာလို့ပါတော့မှသူကဒီစွန့်တခုဒီကစွန့်အများကြီးဖြစ်သွားတယ်နည်းနည်းလေးဒီလိုစွန့်တန်နာနည်းနည်းလေးလူတော်လည်းပဲသူ့ရဲ့အကျိုးတရားတွေကမရင်မတွက်နိုင်အောင်ကျိုးပေးပါလေအဲ့လို ကျိုးပေးအောင်မြတ်စွာဘုရားကဒေဒခိဏဝိပင်္ဂသုတ်မှာလူတွေတန်းတဲ့နေရာမှာပြည့်စုံရမယ်အချက်တည်း မြတ်စွာဘုရားဟောကြားထားပါတယ်ယောသီလဝသီလဝန္တိစုဒေဇာတိဌာဏဓမေနသတ္တံသုပ္ပသနာသုပ္ပသနာစိတ်တော်ဘိသတ္တံကမ္မဖလံဥလာလံကြံဝေဌာဏဝိပုလဖလံတိပြုမိဆိုပြီးတော့ဒေကိနာဝိပင်္ဂသုတ်မှာအလူ၄မျိုးအလူ၄မျိုးဆိုတာကတော့အလူပေးတဲ့ပုဂ္ဂိုလ်နဲ့အလူခံတဲ့ပုဂ္ဂိုလ်သီလရှိသီလမဲ့အဲ့ဒါကို ဒီ14ပါလဲပြီးတော့အလူလေးမျိုးလို့ဒီလိုဆိုခြင်းဖြစ်ပါတယ်တချို့ပုဂ္ဂိုလ်တွေကတော့အလူခံပုဂ္ဂိုလ်ကသီလရှိတယ်အလူဘေးပုဂ္ဂိုလ်ကသီလမရှိဘူးဒီလိုအလူမျိုးလည်းရှိတယ်အလူခံပုဂ္ဂိုလ်ကအဲအလူဘေးပုဂ္ဂိုလ်ကသီလရှိတယ်အလူခံပုဂ္ဂိုလ်ကသီလမရှိဘူးဒီလိုအလူမျိုးလည်းရှိတယ်နောက်တစ်ခါအလူခံအလူဘေးအလူခံပုဂ္ဂိုလ်နှစ်ဦးလုံးကသီလမရှိကြဘူးအဲ့လိုအလူမျိုးလည်းရှိတယ်နောက်တစ်ခါအလူဘေးအလူခံ နှစ်ဦးလုံးကသီလနဲ့ပြည့်စုံကြတယ်အဲ့လိုအလူမျိုးလည်းရှိတယ်အဲ့လိုအလူလေးမျိုးတည်းမှာတစ်ဖက်ဖက်က သီလနဲ့ပြည့်စုံရင်တော့ဒီဒီအလူကံပုဂ္ဂိုလ်ဘက်ကဖြစ်စီအလူဘေးပုဂ္ဂိုလ်ဘက်ကဖြစ်စီတစ်ဖက်ဖက်ကသီလရှိတယ်တစ်ဖက်ဖက်ကသီလချုပ်တယ်ဒီအလူမျိုးကလည်းပဲဒီတစ်ဖက်ဖက်ကသီလရှိတဲ့အတွက်ကြောင့်အကျိုးကြီးတဲ့အလူမျိုးဖြစ်ပါတယ်တဲ့နောက်တစ်ခါ အလူကံပုဂ္ဂိုလ်ကလည်းပဲသီလမရှိဘူးအလူပေးတဲ့ပုဂ္ဂိုလ်ကလည်းသီလမရှိဘူးဒီအလူမျိုးကြတော့အကျိုးမကြည့်ဘူးလို့မြတ်စွာဘုရားအဲမကြတော့မှာပါလေအကျိုးမရှိဘူးလို့တော့ဒီလိုမဆိုပါဘူးအကျိုးမကြည့်ဘူးလို့ဒီလိုဆိုလိုခြင်းဖြစ်ပါတယ်ယနေ့လိုမိမိတို့သရဏဂုံသုံးပါးနဲ့ကငါးပါးသီလလည်းစောင့်ကြည့်ထားတယ်ဘုရားမှုရှိတဲ့သံဃာတော်သီလရှိတဲ့အဲဘုရားမှုရှိတဲ့သံဃာတော်များကိုလည်းလူဒန်းနေဒီလိုလူဒန်းတဲ့အလူပေးလူကံသီလနဲ့ပြည့်စုံတဲ့ ကုသိုလ်ကောင်းမှုမျိုးကြတော့အလွန်တရာဒီနိုင်ဆရေတွက်လို့မရနိုင်တဲ့အကျိုးတရားတွေဖေးဆွမ်းနိုင်ပါလေဆိုတာဆန္ဒကဒါနသုံးပါလည်းပဲဒီအလူပေးလူကံအလူပေးတဲ့ပုဂ္ဂိုလ်ကမလူမီရှိမှုပါဝမ်းမြောက်ရမယ်လူတန်းစေကာလမှာမိမိရဲ့စိတ်ကိုကြည်ကြည်လင်လင်ထားပြီးတော့လူတန်းလူတန်းရမယ်လူတန်းကျင်နောက်ပိုင်းကာလမှာလည်းပဲမိမိရဲ့အလူကို ပြန်လဲသတိရအောင်ပြီးတော့သာဂန္ဓုတိကမ္မထာနေအဖြစ် ြန်လေဝမ်းမြောက်နေရမယ်ဒီသုံးချက်နဲ့ပြည့်စုံရင်ဒါအလူခံဖြစ်အလူဘေးဖြစ်တဲ့ပုဂ္ဂိုလ်ဘက်ကပြည့်စုံရမယ်အင်္ဂါသုံးချက်အလူခံဖြစ်တဲ့ပုဂ္ဂိုလ်ဘက်ကပြည့်စုံရမယ်အင်္ဂါသုံးချက်ဘုရားမရှိတဲ့သံဃာတော်များကိုနန်းချင်းကြအလူခံဖြစ်တဲ့ပုဂ္ဂိုလ်ဘက်ကရာဂကင်းခြင်းဒေါသကင်းခြင်းမောကမောဟကင်းခြင်းလို့ခေါ်တဲ့အလူခံပုဂ္ဂိုလ်ပြည့်စုံရမယ်အင်္ဂါသုံးချက်တနည်းအားဖြင့် ရာဂကင်းအောင်ဒေါသကင်းအောင်မောဟကင်းအောင်ကျင့်စေဖြစ်တဲ့ပုဂ္ဂိုလ်လို့ခေါ်တဲ့အလူကံပုဂ္ဂိုလ်ဘက်ကပြည့်စုံရမယ်အင်္ဂါ၃ချက်ဒီလိုပြည့်စုံတဲ့အလူဘေးလူကံအင်္ဂါ၃ချက်စီပြည့်စုံတဲ့ကုသိုလ်ကောင်းမှုဟာအင်္ဂါ၆ချက်နဲ့ပြည့်စုံတဲ့ကုသိုလ်ကောင်းမှုဖြစ်သွားတဲ့အတွက်ကြောင့်အလွန်တရာအကျိုးပေးကြီးကျယ်တယ်လို့မြတ်စွာဘုရားကဒီသာဝတိပြည်မွန်စေတွင်ကျောင်းတော်မှာယဟန်တော်များကိုဒီနန္ဒမာတအမိရတဲ့ ဓာယိကံမကြီးတူကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားမိကြတော်မူခဲ့ပါတယ်။ယနေ့မိမိတို့လူတန်းနဲ့ကုသိုလ်ကောင်းမှုဟာအလူပိအလူကံဒီသီလနဲ့ပြည့်စုံတဲ့ကုသိုလ်ကောင်းမှုဖြစ်တဲ့အတွက်ကြောင့်လည်းပဲအကျိုးကြီးတဲ့ကုသိုလ်မျိုးအလူပိလူကံအင်္ဂါသုံးချက်စီပြည့်စုံတဲ့ဒါနမျိုးဖြစ်တဲ့အတွက်ကြောင့်လည်းပဲအကျိုးကြီးတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်ကြရမှာဖြစ်ပါတယ်။မြတ်စွာဘုရားကဥပမာပေးပါတယ် ပင်လေသမုဒ္ဒရာမှာရှိတဲ့ရေတွေကိုတဲ့မြတ်စွာဘုရားလက်ထက်ကတော့ကွန်စာလို့ခေါ်တာပေါ့ကွန်စာဆိုတာကတော့ဒီနှုတ်စီဘူး၄လုံးနဲ့ဒီနှုတ်စီဘူး၈လုံးဆန့်နဲ့ဒီဥပမာပြပြီတောင်းပေါ့အဲပြီတောင်းနဲ့ချိန်လိုက်ရင်ရေကွန်စာပြီကွန်စာခွက်ကွန်စာဆလေကွန်စာအဲဒီခွက်ကလည်း၃မျိုးရှိတယ်ပြီတောင်းအဆင့်ရှိတဲ့ခွက်နဲ့ချိန်လိုက်မယ်ပြီတောင်းအဆင့်ရှိတဲ့ ခွန့်နဲ့ပင်လယ်သမုဒ္ဒရာမှာရှိတဲ့ရေကိုချင်းအဲချိန်လိုက်မယ်ချင်းတွေလိုက်မယ်ဆိုလို့ရှိရင်အဲရေပြည်တောင်ဘလောက်ရေရာပေါင်းအဲရေကွန်းစားရာပေါင်းဘလောက်ရေကွန်းစားထောင်ပေါင်းဘလောက်ရေကွန်းစားသိန်းပေါင်းဘလောက်ရေကွန်းစားသန်းပေါင်းဘလောက်အခုခေတ်နဲ့ရေတွက်မယ်ဆိုလို့ရှိရင်အခုရဲ့အခိုင်ဒီအခုခေတ်အတိုင်းတန်နဲ့ကြတော့ ဃာသံပေါ့ဃာသံတို့လည်းသုံးညသုံးမယ်ခုကအများဆုံး matrix နီယာဖြစ်ဆိုလို့ရှိရင်တော့ဒီလီတာတို့လည်းသုံးမယ်ဃာသံတော်မှအမေရိကန်ဃာသံနဲ့အင်္ဂလန်ဗြိတိန်ဃာသံမတူကြသေးဘူးအင်္ဂလန်ဃာသံဆိုလို့ရှိရင်တော့4.5လီတာတော့ရှိမှာပေါ့အဲအမေရိကန်ဃာသံဆိုလို့ရှိရင်3.75လောက်အဲ့လောက်ရှိမှာပေါ့သူကအမေရိကန်ဂါလန်ကြတော့ဒီနည်းနည်းလေးသေးတယ် အဲ့လိုခါလန်တွေနဲ့ခါလန်ရာပေါင်းဘလောက်ခါလန်သန်းပေါင်းဘလောက်ခါလန်မီလီယံပေါင်းဘလောက်ဘီလီယံပေါင်းဘလောက်ထရီလီယံပေါင်းဘလောက်ဒရီလီယံပေါင်းဘလောက်နောက်နောက်ဆုံးစင်တီလီယံပေါင်းဘလောက်ဂူဂယ်ပေါင်းဘလောက်အခုခေတ်ကျတော့ဂူဂယ်လို့လည်းသုံးတယ် Google Plus လို့လည်းသုံးတယ်သင်္ချာထဲမှာ Google Plus ကတော့ဒါအများဆုံးနဲ့တူပါတယ်အဲ့လိုသင်္ချာရေတွက်နေရေတွက်မယ်ဆိုရင်ရေတွက်လို့မစွမ်းနိုင်တယ်လို့ပဲ ယနေ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအင်္ဂါ6ချက်နဲ့ကုသိုလ်ကောင်းမှုဟာလည်းပဲအလွန်တရာအကျိုးပေးကြီးကျယ်ပါလေမဟာပုံညက်ခံတော်တွေပါသင်္ချန်ကိစ္စတည်းအလွန်တရာအကျိုးပေးကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုအစုပုံကြီးပဲလို့ဒီလိုဆိုခြင်းကထိုက်ပါတယ်လို့မြတ်စွာဘုရားကအဲရဟန်းတော်များကိုမိကြတော်မူခဲ့ပါလေဒါကြောင့်ယနေ့မိမိတို့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှုသည်သာမန်ကုသိုလ်မဟုတ်ဘူးသာနာတွင်မှနိဗ္ဗာန်ကြီးမှန်းပြီးတော့လူတိုင်းနဲ့ကုသိုလ်ကောင်းမှုမျိုးဖြစ်တဲ့အတွက်ကြောင့်လည်းပဲ သာနာတွင်ဒါနဝိဝတ္တနေတိတဝကင်းယနိဗ္ဗာန်ကိုအာယံပြုပြီးလူတန်းနဲ့ဒါနမျိုး ဖြစ်တဲ့အတွက်ကြောင့်လည်းပဲပါရမီမြောက်တဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ယနေ့မိမိတို့ပြုလုပ်တဲ့ကုသိုလ်ကံမှုဟာမိမိတို့လူလာတောက်တာတဲ့ကျူတရားတွေကိုလူလာတောက်တာတဲ့အတိုင်းဆန္ဒအတိုင်းကောင်းမွန်တဲ့ဆန္ဒတွေကိုဒီပြည့်စုံစေနိုင်တယ်လို့ဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ယနေ့ပြုလုပ်ထားတဲ့ကုသိုလ်ကံမှုကို ရည်စက်သွန်ချအမြပေးပကြရအောင်ယနေ့ဟောကြအသောတရားဒီနာရောနာဂမ်မတ္တသင်္ကရမပေါန်သူတို့ကောင်းတို့သည်မြတ်စွာဘုရားသံဃာတော်တွင်မှကြည့်လို့ရတရားလေးမျိုးဖြစ်တဲ့ဒါနသီလသမာဓိပညာလို့ခေါ်တဲ့ကုသိုလ်လေးမျိုးကိုစီးပူအထောက်နိုင်ကြကုန်သည်ဖြစ်၍နောက်ဆုံးမြတ်ဉာဏ်ဖုန်ဉာဏ်နိဗ္ဗာန်ကိုလွယ်သောအကျင့်ဉာဏ်သောဘိညာဉ်တို့ဖြင့်ကိုယ်စီကိုယ်ငါကြိုးစားပွားများအထောက်၍ ရလွယ်ရောက်လွယ်နိုင်ကြပါစီကုန်သောဟု၍အာလုံးပဲဆုတောင်းပတ္ထနာပြုလိုက်ကြကုန်ရသည်ကဲဤစေချာယကဲလေဆိုကြအောင်အရှင်ဖျားတို့ဘုရားကြီးတော်တို့သည်ကံကံဤအကျိုးယေရနာသုံးပါတို့ဤဂုံတော်တို့ကိုယုံကြည်သောတတ္တံတရားနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ជីတန်နှင့်မြေစင်းဥစည်းဌာနဝန်တွင်မိသားစုများစုပေါင်း၍နိုင်ငံတော်ပြည့်ရတိသာသနာတက္ကသိုလ်ရန်ကုန်၌တည်င်းဆုံးကြကုန်သောဖျားမှုရှိသောတန်ဃာတော်ရှင်မြတ်တို့အားတဏိတာဆွန်ခေဘွေဘောဇင်းချွတ်ချင်ရသာအဖျားပြာတို့ကိုနိဗ္ဗာန်ကြီးမှန်း၍ လူဒန်းဆက်ကပူဇော်ကြပါကုန်၏သင်္ကန်းစာရှိသော လူဒန်းဘွေရာအဖျားဖျားတို့ကိုလည်းအရှင်ဖျားတို့၏ရှိမောင်၌ရေဆက်သွင်းချ၍လူဒန်းကြပါကုန်၏အနေငယ်သောတရားဒေသနာတို့ကိုလည်းယူစီစွာနာကြကြပါကုန်၏ဤသို့ပြုစုရသောဒါနကုသိုလ်စောင့်တည်ရသော သီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်တို့ကြောင့်ဥဒင်းနာခြင်းသေခြင်းကင်းရာနိဗ္ဗာန်ကိုလွယ်သောအကျင့်ရင်သောဘိညာဉ်တို့ဖြင့်မျက်မှောက်ပြုရပါလိုကုန်၏ဘဝကြီးငယ်အသွေးသွေး၌ကျင်လည်ခဲ့ရသောအစင်းရဲ့နှင့်ငရေကင်း၍သူတော်ကောင်းတို့သာဖြစ်ကြရကုန်၍ သူတို့ကောင်းတို့နှင့်သာပေါင်းဖော်ရပါလိုကုန်၏ဤသို့ပြုစုရသောကောင်းမှုကုသိုလ်တို့၏အဖို့ဘာကကိုမိခင်ဖခင်ဂျေဇုရှင်တို့အား၎င်းဆရာသခင်ဂျေဇုရှင်တို့အား၎င်းကိုဆောင်နှံ့များကြောင်းဆောင်နှံ့များအိမ်ဆောင်နှံ့များရုံးဆောင်နှံ့များဌာနဆောင်နှံ့များမြို့ဆောင်နှံ့များ ဒိုးဆောင်နှံများတောင်ဆောင်နှံများသာသနာတော်ဆောင်နှံများလောကပါဠိနှံများငရေသနင်းယမမင်းစကြာမင်းအစိုးရမင်း31ဘုံကျင်းလေကုန်သောတတဝါပေါင်းတို့အားအမြအမြပြီးဝီကြပါကုန်၏တတဝါအလုံးတို့သည်ဘုရားကြီးတို့တို့နှင့် ထတူထမြဤကောင်းမှုကုသိုလ်တို့ဤအဖို့ဘာကားကို အမြရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားကျန်းမာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သည်အာလုံးကြကြသမျာအမြအမြအမြယူလိုမူကြပါကုန်သော သာဓုသာဓုသာဓုအလုံးစကြသမြအမြအမြအမြရူမူချာဘဂုံလုံးသာဓုသာဓုသာဓုအလုံးစကြသမြအမြအမြအမြရူမူချာဘဂုံလုံးသာဓုသာဓုသာဓု